င်္ဂလာပါ next computer သင်တန်းကနေကြိုဆိုပါရယ်ခဏီးအတွက်မျှဝေချင်တာလေးကတော့ Microsoft Office Microsoft Excel ထဲမှာပဲဒီ spreadsheet ခေါ်ပြီးတော့ဒီ data သွင်းပြီးတော့ချက်တွေနဲ့ပေါ်ပြသလိုပဲအခု Microsoft Office Word ထဲမှာလည်းဒီ data တွေထည့်သွင်းပြီးတော့ edit လုပ်လို့ရတယ် spreadsheet window လေးတစ်ခုနဲ့အသုံးပြုပေးပေးချင်ပါတယ်အဲ့တော့အခုတစ်ချက်လေးအဲ ုံးကြည့်ပါမယ်အဲ့တော့ချက်တွေခေါ်မယ်ဆိုတော့ office word ထဲမှာပဲဒီချက်တွေခေါ်ပြီးတော့ A ဈေးမှာ data twin နဲ့ပုံစံအတိုင်းပဲသူက t than spreadsheet window တစ်ခုပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ချက်တွေခေါ်မယ်ဆိုရင်ဘယ်ရောက်ခေါ်မလဲဆိုရင် insert tag ကနေသွားလို့ရပါတယ် insert tag ကနေဟောဒီမှာ chat ပေါ့နော် chat လေးရှိပါမယ်အဲ့တော့ဒီ chat ကိုတစ်ချက် click လိုက်ပါ click လိုက်တာနဲ့ဒီတို့ဒီ A ဈေးထဲမှာပေးတဲ့ပုံစံအတိုင်း သူကအကုန်လုံးပေးပါတယ်အဲ့တော့အဲအခုနမူနာလေးအနေနဲ့ column check လေးတစ်ခုခေါ်လိုက်ပါမယ်အဆိုတော့တို့ okay လေးပေးလိုက်မယ်ပေါ့နော် okay လေးပေးလိုက်တာနဲ့အဒီလိုလေးပေါ်လာတယ်နော်ဒါကဒီဒီလို spreadsheet window လေးကတို့ powerpoint မှာလည်း powerpoint ကနေပြီးတော့ excel ကရှိကိုလှန့်ခေါ်ပြီးထည့်မယ်ဆိုရင်လည်းဒီလိုပုံစံလေးအတိုင်းပြန်ပေးတယ်အဲ့တော့ဟုတ်ပြီအဲတို့ရဲ့ဒီ အဲတို့ရဲ့ဒီချက်ထဲမှာတို့ဟာဒေတာလေးတချို့သွင်းကြည့်မယ်ပေါ့နော်ဆိုပါစို့နမူနာလေးပေါ့အဲစာအုပ်အယောင်းဆိုင်တစ်ခုကနေပြီးတော့လအလိုက်ရောင်းထားတဲ့ဒီရောင်းလိုက်တဲ့အယောင်းဒေတာလေးတစ်ခုကိုဖန်တီးကြည့်မယ်ပေါ့နော်အဲနမူနာအနေနဲ့ဆိုပါစို့မြန်မာစာစာအုပ်ပေါ့နော်အဲမြန်မာစာစာအုပ်မြန်မာ English Math ပေါ့နော် Math ပြီးရင်အဲ Science ပေါ့နော်음 Science air geography ပေါ့เนาะအဲ geography အဲပြီးတော့ history စသည်အားဖြင့်ဒီအဲ့စီးရင်လေးကိုတို့ကဘယ်လိုလေးနိုင်ရှင်ပြီးတော့ချက်လေးနဲ့ဖော်ပြခြင်းနေဆိုရင်ဒါအလိုက်လေးကြည့်ခြင်းနေပေါ့နော် January February March အလအလိုက်ကြည့်မယ်။ဟုတ်ပြီမြန်မာစာလေးက January လမှာဆိုပါဆိုတို့တသိန်းမိုးရောင်းရတယ်ပေါ့နော်တသိန်းမိုးရောင်းရတယ်။အဲ February လမှာဆိုရင်တော့တို့ကအဲဒီတသိန်းနှစ်တောင်မိုးဖြစ်မယ်ပေါ့နော်။ March လမှာဆိုရင်အဲဆိုပါဆို တိန်းသုံးသားဖို့ပေါ့နော်အဲနောက်တစ်ခု English English ကတော့တို့ကတသိန်းခွဲဖို့ဟာလာရောင်းရမယ်နော်ဒီမှာတော့တို့ကနှစ်သိန်းမိုးရောင်းရခြင်းရောင်းမယ်စတင်အဖြစ်ပေါ့နော်သူ့ရဲ့ဒီလအလိုက်ရောင်း data လေးတွေထည့်ပါမယ်နော် mass လေးအလားတူပဲနော်သူ့ရဲ့ဒီရောင်းလိုက်တဲ့ရောင်းလို့ရတဲ့သူ့ရဲ့တန်ဖိုးလေးတွေလိုက် graph က check ကနေပြီးတော့သူကပေါ်ပြပေးလိမ့်မယ်ပေါ့နော်အဲဒီမှာဆိုငါအဲ့တော့ science ကလည်းအလားတူပဲ သူရောင်းလို့ရတဲ့ရောင်းအရောင်းလေးတွေကိုသူကဒီ check လေးတွေနဲ့ပေါ်ပြပေးလိုက်ပြီပေါ့နော်အဲ့တော့ဆိုပါစို့အဲဒီမှာလမ်းမိုးလေးတွေကိုအဲတို့ရဲ့ဒီအိဇဲအိဇဲမှာဒီလိုပဲ ages fresh မှာတို့ကအလွယ်တကူလေးဒီလိုလေးရိုက်ထည့်ပေးမယ်နော်အဲ့တော့လက်ကြီးလေးတွေခုန်ခုန်ပြီးတော့ရိုက်ထည့်ကြည့်မယ် ီလိုလေးရိုက်ထည့်ကြည့်လိုက်မယ်။အဲရိုက်ထည့်ပြီးတော့ဒါလေးကိုတစ်ချက်အဲကိုထည့်ကျင်တဲ့ data ပြည့်စုံပြီတဲ့ရင်ပိတ်ချပလိုက်။ပိတ်လိုက်တာနဲ့ဒီလိုချက်ကလေးတခုရတာပဲเนาะ။အဲ့တော့သူ့ရဲ့ဒီအဲဒီမှာဆိုလို့ရှိရင်သူဘာသာရဲ့6ခုရှိမယ်။အဲဒီမှာဆိုရင်ဘာသာရဲ့6ခုကိုသူကဒီမှာ January, February, March ဆိုပြီးတော့သူ့ရဲ့လအလိုက်လေးပေါ့เนาะ။အဲ့တော့အဲတန်ဖိုးအနည်းများပုံမှန်ကိုတီးပြီးတော့ဒီ ချက်ကလေးတွေပြနေတယ်အဲ့တော့ဒီမှာ chart element မှာလည်းကိုတိကျဖြည့်ဆွတ်ချင်တာလေးတွေရှိရင်ဖြည့်ဆွတ်ပေးလို့ရတယ် data label လေးတွေပေါ့နော် data label ကဒီလိုလေးတွေတော့ပေါ်နေလိမ့်မယ်ဒီလိုမပေါ်ခြင်းဘူးဆိုလို့ရှိရင်တော့ပေါ်ဒီ out ဒီပေါ့နော်အဲ့ဒီလိုလေးတွေပေါ်ပေးခြင်းရတယ်အဲ့တော့ data table ကြီးကတော့ data table ကြီးဆိုဒီလိုမျိုးကြီးပေါ်နေလိမ့်မယ်နော်အဲ့တော့ကိုညစ်တဲ့ရင်ထဲမညစ်တဲ့ဘူးဆိုရင်ထည့်စရာမလိုပါဘူးအဲ့တော့ chart တိုက်တယ်လည်းအလားတူပဲပေါ့နော် chart တိုက်တယ်ကိုလည်းတို့ကကိုပေးခြင်းတဲ့နာမည်လေးတွေရှိရင်ဒီကြလေးပြီးလို့ရတယ်ဆိုပါစို့ box C လို့ပြီးတိုင်းပါ ဒါလေးက Microsoft Word ထဲမှာဒီ check လေးတွေကိုရေးဆွဲနိုင်မှာဖြစ်ပါတယ်